ခုတရက်ပြပြမယ့်အကြောင်းအရာကတော့ဒီဘော့ ိမ်ပြောင်းရွှေ့ရဲ့ခါမှာဆိုလို့ရှိရင်ဒါဟိုစိတ်ရှုပ်ကြရတယ်တလားဟောအလုံးရှုပ်ပြီဆိုပြီးတော့လေအမ်လေသင်းဆိုအတိဆုံးသင်းတော့မကြသေးရဲ့မှာအိမ်ပြောင်းတာဆိုတော့နော်သင်းရောဘာကြီးကူလုတ်လိုက်သေးလဲအမ်လေအိမ်ပြောင်းတယ်လေကိုကိုတခန်းစာရဖို့တာကိုကိုစီကိုပြန်တယ်အောင်တော်တော်ကြီးဟောကြတာသူလားတည်ရဲ့ထက်လေအဲထက်တို့လေအခုပြောင်းမွှေ့ရွှေ့ဖို့တော့ကိုစီစဉ်နေရဆောပေါ့နော်ဟိုဘယ်ပစ္စည်းအားစားပြီးတော့ထုတ်ခါဘယ်ဟောဘူးတရားမလဲမသိဘူးပေါ့ပြီးလို့ရှင်ဒါဘယ်နေရာမှာထားရမလဲအဓိကပြီးလို့ရှင်သိရမလားကိုရီမှာကြတော့လေအယုတ်လည်းရှိရောအယုတ်တွေပေါ့နော်ကိုပ စ္စည်းလေးတွေကိုလည်းအကုန်တည့်ချင်တယ်ကွာအဲ့ဒါအများဆုံးပေါ့လူကြီးကလည်းပြောတယ်မရအောင်ခုပစ္စည်းတော့ထားခဲ့ဒီပစ္စည်းကတော့အသုံးမဝင်ဘူးလို့ပြောတယ်မလား Oh my god အစအကုန်တည့်တာအဲအရင်ဆုံးတော့ပို့လိုက်တယ်အယုံလေးတွေပါလေအရင်ဆုံးတော့ပို့ထားတယ်ဘာလို့ပေါ့နော်ဒါမျိုးလေးရှိကြရပေါ့နော်ကိုရီးယားကတော့ဒါခုပစ္စည်းပဲတနိုင်တစ်ပိုင်းစဉ်းစားလူကြီးတွေကပို့ဆိုကိုစဉ်းစားရတယ်တအိမ်လုံးတော့ကိုတို့ကစီစဉ်ရအောင်ဆိုတော့ကိုကတော့ခုပစ္စည်းပဲကိုစဉ်းစားရပေါ့နော်အဲ့ခါမှာဆိုလို့ရှိရင်ဒါအိမ်ပြောင်းရွှေ့ဖို့တော့ကိုစိတ်ဖိစီးကြရတယ်ပေါ့နော်လူကြီးအနေနဲ့ဆိုလဲစိတ်ဖိစီးရတယ်ပြီးလို့ရှိရင်ဒါကိုရဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲအိမ်မှာရှိရတူလ ီမုံစာလေးတွေအစားပေါ့နော်ပြီးအကိုတော့တန်ရုံးစင်လည်းရှိကြတယ်လေကိုပစ္စည်းဆိုလို့ရှိရင်ကိုရပစ္စည်းဆိုအကုန်သေးချင်ကြရယ်အိမ်သစ်ပေါ်ကိုအကုန်တင်ချင်ကြရရှိရယ်ဒီတော့ဘယ်လိုမျိုးအချက်လေးတွေကိုဒါကြိုတင်ပြုလုပ်မလဲဒါလေးလှုပ်ထားလိုက်လို့ရှိရင်တော့ဒါအလုံးရှုပ်တတ်တာမယ်ပေါ့နော်စိတ်ရှုပ်လည်းတတ်တာမယ်တဲ့အဲဒါမှပါတဲ့အချက်လေးတွေမှာဆိုလို့ရှိရင်တက်နိုင်တဲ့များကြိုတင်စီစဉ်ပါတဲ့ဒီတော့အိမ်ပြောင်းရွှေ့မှုမလုပ်ခင်မှာဆိုရင်အတုံးဆောင်တွေထည့်ဖို့အတွက်ကိုတစ်တာတို့ဘုံလို့ဒါလေးလို့ရယ်ဟုတ်တယ်နော်အတုံးဆောင်တော့ဆုံးပါတတ်ဆုလားပေါ့နော်ဆုပြီးတော့ဒီဟိုင်ရဲကိုထည့်ဟိုနီနီနာနာပြောင်းသွားရယ်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့ဒါစင်တော့ဆိုလို့ ရှင်ရှင်ရနေရောဒီလိုမျိုးပြောပြောချင်းစာကိုပြောင်းတာဆိုတော့ဝေးလို့ရှင်ကြတော့ဒါလိုအပ်နေပြီလေပစ္စည်းကားတန်းနဲ့ရွှေ့ရမယ်ဆိုလို့ရှင်ကြတော့ပစ္စည်းကွဲမှရှာပါပြီးလို့ရှင်ရွှေ့ပြောင်းလုပ်ပြီဆိုလို့ရှင်ပျောက်သွားမှာ ਈ ပါရှိသေးရဲ့အဲ့တော့ဒါတိတိချာချာထုတ်ဖို့အတွက်တစ်တာတို့ဘုံတို့ဒါတွေကြိုတင်ပြီးတော့စုဆောင်ထားရမယ်ဒါကြိုတင်စုဆောင်ပြီးရဲ့အခါမှာဆိုလို့ရှင်ပြီးအလွယ်တကူဒါမှပေါ့နော်ကိုပဲပစ္စည်းပဲထည့်မယ်ဆိုတာကိုလေကြိုတင်စီမံထားတဲ့အခါမှာဆိုလို့ရှင်အဆင်ပြေပြီးတော့မှဘယ်ဘယ်ကိုထည့်လိုက်ပြန်ထုတ်လိုက်ထည့်လိုက်ပြန်ထုတ်လိုက်ဆိုအချိန်ကြီးကြာမှာပေါ့နော်အဲ့တော့ ော့ DBC ကတော့ဒီဘုံနဲ့ဆက်နေဆိုတာမျိုးကျူတင်စီစဉ်ထားတာအကောင်းဆုံးပဲနောက်တစ်ချက်ကကျတော့တဲယူပို့ဆောင်ရေးအတွက်ကိုလည်းကျူတင်ငှားရမ်းထားဖို့လိုတယ်ကို့အနေနဲ့ဒါဟိုတဲယူပို့ဆောင်ရေးအတွက်ပေါ့နော်ဒါအိမ်ပြောင်းရွှေ့ပေးမယ်ဝန်ဆောင်မှုလုပ်ငန်းတွေအတွက်ဆိုလို့ချင်းလည်းကျူတင်ငှားထားတာအဆင်ပြေတယ်အဲ့တော့မှဒါကိုလိုချင်တဲ့အချိန်မှာပေါ့နော်ကိုပြောင်းချင်တဲ့အချိန်မှာဒါစိတ်မပူမပန်းပဲနဲ့ပေါ့နော်ဒါငှားလို့လည်းရမယ်တဲ့ဒီတော့စိတ်ဖိစီးမှုလည်းအတန်အသင့်လျော့ပါသွားလိမ့်မယ်တဲ့အနာနီလို့ရှင်နောက်တစ်ချက်ကကျတော့ကို့အနေနဲ့မရှိမဖြစ်မဟုတ်တဲ့အတုံးဆောင်တွေကိုကျူတင်ပြီးတော့ထုတ်ပို့ထားဖို့အတွက်လိုအပ်တယ်ဒါကအိမ်မှာရှိတဲ့ အသုံးဆောင်တဲ့ပကံနေပါပေါ့နော်လက်ရှိတုံးညာမဟုတ်ပဲနဲ့ဒါတင်ထားတဲ့ပစ္စည်းတွေပြီးပကြီကားတို့ဟာတို့ပေါ့နော်အဲ့လိုမျိုးပစ္စည်းတွေရှိမယ်ဆိုလို့ရှိရင်လည်းတင်ထားအယုတ်လေးရှိမယ်ဆိုအယုတ်ပေါ့နော်ဒါမျိုးလေးတွေကိုကြိုတင်ပြီးတော့ထုတ်ထားပေးပါတဲ့ဒါမပုတ်မတိုးတဲ့ပစ္စည်းတွေကိုတော့ကြိုတင်စီစဉ်ပြီးတော့ထုတ်ပိုးပြီးတင်ဆက်ထားပါတဲ့အဲ့ဒါဆိုရင်ရွှေ့ရခါမှာဆိုလည်းအဲ့လိုတကူရွှေ့လို့ရတယ်ဖေဖေချင်းစီဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးလည်းရွှေ့လို့ရတယ်နောက်တစ်ချက်ကကျတော့ပုတ်တိုးလွယ်တဲ့ပစ္စည်းပေါ့နော်စားစရာတွေကိုရှိရဆိုရင်တော့စားလိုက်ပါတဲ့ဒါကတော့ဒါမလဲပြန်တဲ့ဘက်ခါဒါအိမ်တောင်ရှိရတော့မယ်ဆိုလို့ရှိရင်တော့ဟိုကို့အနေနဲ့ဒါဟိုပုတ်တိုးလွယ် ွယ်ပစ္စည်းတွေရှိရင်ဆားလိုက်ပေါ့အိမ်ပြောင်းပြီဆိုအလုပ်ကရှုပ်ပြီလေတော့တချို့မုန်းတွေပါကြီးဆိုလို့ရှင်လဲဒါအပြောင်းရွှေ့နေတွေဟိုနာထဒီနာထနဲ့ပျောက်ပြီးတော့မစားဖြစ်တော့မှာတွေပုံသိုးသွားမှာရှိမယ်အဲ့တော့ဒါမျိုးတွေဆိုစားပေးရမယ်နောက်တစ်ချက်ကကြတော့တစ်တာတွေဘုံတွေကိုနမတ်မှတ်ထားပါတဲ့ဒါကတော့အိမ်ပြောင်းရွှေ့တဲ့သူတွေအတွက်မရှိမဖြစ်ဒါအရေးကြီးတဲ့အရာပေါ့နော်ဒီတော့မှသာကိုကိုအနေနဲ့ဒါအိမ်သိရောက်ပြီဆိုလို့ရှင်ပစ္စည်းတွေနေရာချတဲ့အခါမှာဩဒီပစ္စည်းကတော့ဒီဘုံထဲမှာပြီးတော့ဘုံမှာဒါဘာပစ္စည်းထည့်ထားလဲဆိုပြီးမှတ်ထားတဲ့အခါမှာအဲလောလောကူကူလေးရှာလို့ရတယ်တဲ့နောက်တစ်ချက်ကကြတော့အိမ်ပြောင်းရွှေ့မဲ့နေ့မှာတဲ့အစီအစဉ်တွေကိုချရ ိဖို့အတွက်လိုအပ်တယ်အိမ်မရွှေ့ခင်မတိုင်ခင်အိမ်ရွှေ့ဖို့ပေါ့နော်မတိုင်ခင်ကလေးကမှတ်စုစာအုပ်ထဲမှာဘယ်နေရာမှာဘာပစ္စည်းထားမယ်ပြီးလို့ရှိရင်ဘယ်ပစ္စည်းကိုအရင်ဆုံးရွှေ့မယ်ဒါမျိုးလေးတွေကိုမှတ်စုလေးနဲ့ချုပ်တင်ပြီးတော့ချရေးဖို့အတွက်လိုအပ်တယ်အဲ့တော့မှသာအရေးကြီးတဲ့အချက်တွေလည်းပါသွားမယ်ပြီးတော့စစောပြောသလိုပဲမိကြံခဲ့တာလို့လွဲချော်သွားတာမျိုးဒါမျိုးတွေလည်းမဖြစ်တော့ဘူးတဲ့ဟုတ်တယ်ဟုတ်ပြီအိမ်ပြောင်းလဲဆိုတာနော်တကယ်အလောက်ရှုပ်ဆောင်မယ်ပြီးတော့အိမ်တိမ်လုံးမှဆိုလို့ရှိရင်မင်းကလေးပစ္စည်းအကိုရီဆိုပုံများတယ်နော်ပစ္စည်းပစ္စည်းကိုတိတ်တိတ်လေးတွေအများကြီးပဲဟုတ်တယ်အိမ်ရွှေ့အောင်ပြောနေဟိုရုံငန်းရွှေ့တာ တော်တော်လေးရွှေ့ရအောင်တော်တော်လေးရွှေ့ယူပါရွှေ့ယူပါအကုန်လုံးလေးကိုစီအားလည်းတွေ့ချင်တယ်ဒီကလည်းတွေ့ချင်နေရလည်းရှိရနော် ကဲဟုတ်ပါပြီအခုခိုင်းသွားကြတော့အခုအဲယောဂကျင့်တာနဲ့ပတ်သက်ပြီးတော့ပြောဦးမယ်။အော်ယောဂကျင့်တယ်ဆိုတာအခုနောက်ပိုင်းတော်တော်များများပေါ့နော်ပြုလုပ်နေကြတယ်အားကစားတော့လို့သဘောမျိုးမျိုးမျိုးထားပြီးတော့ပြုလုပ်ကြ။အဲ့တော့ယောဂကျင့်စဉ်မလုပ်ခင်လိုင်းနာမယ့်အချက်လေးကိုဒီနေ့မှပြောပြပေးမယ်နော်။ Health digestion မှာခိုင်းချိုဖတ်ထားတာလေးပါ။အဲ့တော့အဓိကတော့ယောဂကျင့်တော့မယ်ဆိုရင်နေရာအဓိကနေရာကတန်ရှင်းပြီးတော့စင်ကြယ်မှုရှိရမယ်။ပတ်ဝန်းကျင်လည်းတန်ရှင်းရမယ်။ကိုယ်ကိုယ်တိုင်လည်းတန်ရှင်းပြီးတော့စင်ကြယ်နေရမယ်။ညစ်ပတ်ပြီးတော့သွားပြီးယောဂကျင့်တာလည်းမရဘူး။တစ်ခေါက်လုံးမှအလုံးမှုန့်ချိုင်နေတဲ့အချိန်လေးမှာကျင့်မယ်ဆိုပို့ပြီးတော့ကောင်းမယ်နော်။စိတ်လည်းဖြစ်တာပါ နော်တကြည့်သွားမယ်ဒါပထမဆုံးတစ်ချက်နောက်ဒုတိယတစ်ချက်ကကြတော့အဲ့ဒီယောဂကျင့်စဉ်ကိုတည်ငြိမ်ပြီးတော့အေဂျင့်စိတ်ညင်နဲ့ပတ်ဝန်းကျင်မှာကျင့်ရမယ်အလုံးဝပေါ့အဲ့ပတ်ဝန်းကျင်ရဆိုဆုညင်တဲ့နေရာမျိုးမဟုတ်ဘဲနဲ့သူတိခိတာလေးရဆဟိုတန်စင်လေးရဆပေါ့ယောဂကျင့်တဲ့တန်စင်လေးဖွင့်ပြီးတော့အေးကျင့်ကျင့်ကျင့်လို့ရမယ်နေရာမျိုးမှာကျင့်ပါတဲ့အဒါမှပေါ့ခန္ဓာကိုယ်နဲ့စိတ်ပြေပြေလျှော့မှုတွေပို့ပြီးတော့ရမယ်တဲ့နောက်တစ်ခုကကျတာပြောထားလဲဆိုတော့ယောဂကျင့်တဲ့အခါကျလို့ရှိရင်တဲ့အဲဝမ်းပိုက်မှာဗလာကျင့်နေရမယ်တဲ့အစာအနည်းငယ်သာရှိရမယ်ဟုတ်ပလန်ကျင့်ရမယ်ဆိုအင်းကြီးဘဝနဲ့ ကွာမဟုတ်ဘူးမမြင်လိုက်တဲ့ဟာလေးဆိုဟိုကားတူအင်းကြီးတွေဝတ်ကြအဲ့လိုအဲ့လိုမဟုတ်တော့ဘိုက်ထဲမှာအစာတိတ်မရှိခိုင်းတာအဲ့လိုမျိုးတော့အစာနှဲငယ်ပဲရှိရမယ်တဲ့တကယ်လို့ကိုယ်အရန်အားနေနေတဲ့ထင်တခုခုစားကျင်နေဆိုရင်တော့ပြားရည်နဲ့ရေစက်သိန်းတွေလေးရောဆက်ပြီးတော့တောက်ပါတဲ့အစာတွေအရန်ပြည့်နေယောဂကျင့်လို့အဆင်မပြေတော့ဘူးเนาะဟုတ်နောက်တစ်ခါကျတော့ယောဂမကျင့်ခင်မှာသူကစီးနေဝင်တစ်ခါလဲသွားထားမယ်တဲ့အဲ့လိုမျိုးကျင့်နေတဲ့အခါမျိုးမှာအဲ့လိုစီးဝမ်းသွားချင်တာမျိုးလည်းမဖြစ်ဘူးပေါ့ပြလို့ရှိရင်ဘိုက်ကမအီမတားဖြစ်နေမှာဘဝဝမ်းသွားချင်ရင်เนาะအဲ့လိုမျိုးလည်းမဖြစ်ရအောင်နောက်တစ်ခါ ုကယောဂကျင့်ပြီဆိုမှတော့ဒီနေ့ရတေးကြပါတော့အမွေရပဲဖြစ်ဖြစ်ဒီယောဂကျင့်တဲ့ဆောင်းကောက်လေးပဲဖြစ်ဖြစ်တေးကြကြအဲ့လိုမျိုးလေးလေအသင်ရှိရမယ်တဲ့အဝိစားကိုလည်းသူကခြေရလုံးမျိုးပေါ့ပေါ့ပါပါလေးဝတ်ပေးပါလို့ပြောထားတယ်အဲ့ဒါမှအဆင်ပြေပြီးတော့တက်တောင်တက်တာရှိမှအရင်ကြက်လုံးပြီးတော့ကြက်ထုတ်နေလည်းအဆင်မပြေဘူးတဲ့ နောက်တစ်ခါကျတော့ယောဂကျင့်လို့ရှိရင်တော့နေမကောင်းတဲ့အချိန်တွေပေါ့နော်မောပန်းနေတဲ့အချိန်တွေဖျားနေတဲ့အချိန်တွေနောက်စိတ်ဖြစ်စည်းမှုတွေဖြစ်နေတဲ့အချိန်မျိုးတွေပြီးတော့ပေါ့နော်ဟိုတနေ့ရောကိုယ်သွားခါနေနေပြီဒါပေမဲ့အချိန်နည်းနည်းလေးရတဲ့အချိန်မှာရအောင်ကျင့်တာမျိုးပေါ့အဲ့လိုမျိုးတော့မလုပ်ပါနဲ့ရေးကြီးတုပ်ပြာနေဖြစ်နေတဲ့ကြောင့်ကျင့်တဲ့အထက်မှာလည်းစိတ်မရောက်တော့ဘူးနော်အဲ့လိုမျိုးအချိန်တွေလည်းမလုပ်အောင်ပြောထားတယ်ဟုတ်တယ်နောက်တစ်ခုယောဂကျင့်တာကနာတာရှိယောဂဝေဒနာနဲ့နှလုံးယောဂရှိနေတဲ့သူတွေအနေနဲ့ဆိုရင်တော့ဆေးပညာရှင်တွေယောဂဆရာရင်းနဲ့ဂျိုတင်ညှိနှိုင်းညှိနှိုင်းပြီးတော့ကျင့်ရမယ်ကိုဝင်ဆောင်ချိန်နဲ့ဒီ ဒီမတာလာနေတဲ့အချိန်ဒီမှာလေယောဂဆရာနဲ့တိုင်ပင်မျိုးမှာလေ့ကျင့်ပါလို့ပြောထားတယ်။ဒါယောဂကျင့်တာနဲ့ပတ်သက်ပြီးတော့เนาะအခုဒီနေ့ခင်မှာခက်စားနေရဆိုတော့ဒါလေးတွေလိုက်နာပေးပါလို့ဟုတ်တယ်။ယောဂကျင့်တာတကယ်အကျိုးရှိရယ်เนาะတခါမှတော့မလုပ်ဘူး။ဒါပေမဲ့ဟိုလူတိုင်းပြောတယ်စိတ်ကောခန္ဓာကောအကောင်เนาะအကောင်တည်ငြိမ်နေပေါ့เนาะကျန်းမာရေးကောင်းတယ်เนาะ ကဲအဲ့ဒါဒီကနေ့အကြောင်းအရာအားလုံးဆောင်းပါတယ်နော်ပရိသတ်တွေနှုတ်ဆက်လိုက်တော့မယ်ဒီကနေ့ပရိသတ်တွေအတွက်ခေတ်သစ်ပြုံမေးအစီအစဉ်ကနေစဉ်တို့တငယ်ချင်း၃ယောက်ကနေပြီးတော့ဘုဒ္ဓတရားဆရာအကြောင်းအရာအများကြီးဝင်များပြီးဖြစ်တဲ့အတွက်နှုတ်ဆက်ချင်ပါတယ်မနေ့ကကြာရင်လည်းပရိသတ်တွေနဲ့တို့ပြန်မျိုးတွေ့ကြအောင်မယ်နော်ဘိုင်ဘိုင်